ထိုင်းပြည်မကြီးစီရီကစ်နေရွာဆန်ကြောင်းခိုင်းတော်ဝန်ထမ်းတော်ကကြေညာလိုက်ပါတယ်။ဘယင်မကြီးဟာအသက်63နှစ်မှာတောက်ကြနေ့ည9:21မိနစ်အချိန်ကင်းချူလာလောင်ကွန်ဆေးရုံတွင်ငြိမ်းချမ်းစွာနေရွာဆန်ခဲ့တာပါ။ယခုလအောက်တိုဘာ18ရက်နေ့မှာသွေးရင်းပိုးဝင်မှုဖြစ်ပွားပြီးနောက်အခြေအနေယိုယင်းခဲ့ကြောင်းသိရပါဗျ။လက်ရှိဘယင်းမဟာဝါချီယာလောင်ကွန်ရဲ့ညွန်ကြားချက်အရ မင်းမကြီးရဲ့ရုပ်ကလပ်ကိုတော်ဝင်နန်းတော်ရှိဒူးစစ်မဟာပရာဆက်ထရုံးခမ်းမမှာအမြင့်ဆုံးဂုဏ်ပြုမှုတွေနဲ့ထားရှိမှာဖြစ်ပြီးတော်ဝင်မိသားစုအတွက်တနစ်တာဝန်းနေခြင်းကာလကိုကြေညာထားပါတယ်။မင်းမကြီးဟာတသက်တာလုံးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ထိုင်ရောက်ရာအမှုပညာခင်းသိမ်းရေးတွေမှာဆောင်ရွက်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့အလေးမြတ်ထားမှုကိုရရှိခဲ့သူပါ။ဝန်းနေခြင်းကိုဂါရုံအပ်ပြုတဲ့အနေနဲ့ အောက်တိုဘာ25နဲ့26ရက်နေ့တွေမှာကျင်းပမဲ့ Blood Pink ဖြော်ပြပွဲလာရောက်သူပရိသတ်တွေကိုအထူးရောက်ဒါမှမဟုတ်အနက်ရောင်ဝစ်စုံတွေဝစ်ဆင်ပေးဖို့ပွဲစီစဉ်သူတွေကတောင်းဆိုထားပါတယ်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။